မင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆွေးနွေးမှုလေးတဲကိုကြိုးဆိုပါရစေဒီနေ့တော့လေဓမ္မတိချမ်းကစတဲ့ဆောင်တူတူလေးပဲမဲ့အင်တန်အဝါနဲ့တဲ့ရှင်ယောဟန်အဝါရာစာထူရီယာဆောင်ကိုအတူတူကြည့်ကြအောင်ဒီချက်လက်တက်ကတော့ဟို The Wise Believers ကပြုစုထားတဲ့လေလာရဲ့မဆူတွေကိုအခြေခံထားတာပါဟုတ်ကဲ့ဒီစာဆောင်ကတူတယ်ဆိုပေမဲ့အစိုးပိုင်းအသင်းတော်အကျွအရန်ရေးကြည့်တဲ့ကိစ္စတခုကိုပြောနေတာအမှန်တရားပြောချစ်ချစ်မေတ္တာနောက် ဟိုဖျက်ဖျားမှုတွေအဲ့ဒီတော့ဟူချားကဟန်ချက်ကိုဘလို့ထိမ့်မလဲဆိုတာမျိုးပေါ့တကယ်တော့ဒီနေ့ခက်တော့လေတော်တော်လေးတတ်ဆန်နေတော့မယ်နော်စိတ်ဝင်စားစရာကဒီစာကိုရွေးချက်ထားတော့အတိမနဲ့သူ့ဤတာသမီများစီကိုလိမ်မှုထားတာလေอืมတာကဘသူတွေလဲဘာလို့ဒီလောက်ထိပြင်းပြင်းထန်ထန်တတိပိတ်ချက်တွေလိုအပ်ခဲ့တာလဲကဲဒီကြောင်းတွေကိုတခုချင်းစီစပြီးကြည့်လိုက်ကြအောင်အခန့်ငယ်1ကနေ၄ရက်ထိရင်းသွားကြအောင်စာရေးလူကသူ့ကိုသူ့ရိုးရိုးလေးပဲအကြီးကြီးလို့မေးဆက်တယ်ပြီးတော့ရွေးချယ်ထားတော့အထင်းမာနဲ့သူ့ရဲ့တာသမီများစီစာရေးတယ်ပေါ့ ဒီအထေမကဘာတူလဲဆိုတာက အမြဲတမ်းမေးခွန်းထုတ်ဆရာပဲဟုတ်ကဲ့ပညာရှင်မျိုးစုကတော့ဒါတကယ့်အမျိုးသမီးတယောက်ဆိုတာထက်အဲဒေသခံအတင်းတော်တစ်ခုပေါ့ဟုတ်တယ်အိမ်မှာစုပေးတဲ့အတင်းတော်လေးတစ်ခုခုကိုပုံဆောင်ပြောတာဖြစ်ဖို့များတယ်လို့ဆိုကြတယ်လीဟွန်းအကြီးကြီးတာကသူကလက်ခံသူတွေကိုတမာတရားနိုင်ချစ်တယ်ဆိုတာကိုအလေးပေးထားတယ်အဲ့ဒီတမာတရားကသူတို့တွေမှာတည်တယ်အများအားရှိနေမယ်လို့လည်းပြောတယ်ဟုတ်ကဲ့ပြီးတော့အဲ့ဒီအတင်းတော်သားတချို့ တာသမီတချို့ပေါ့ခမီးတို့ရဲ့ပညတ်တိုင်းတမတရားလမ်းပေါ်ရှောက်နေတာတွေ့လို့သူဘလော့ဝမ်တာကြောင့်ဖော်ပြထားတယ်ဒီအဖွဲ့မှာကိုပဲတမတရားဆိုတဲ့စကားလုံးကိုထက်ခတလဲလဲသုံးထားတာ တတိထားမိရဲ့အဲ့ဒါကအင်မတန်အရေးကြီးတဲ့အချက်ပါဒါကလေလာပါတယ်ခံစားလို့ကောင်းတယ်ဆိုတာမျိုးထက်ခရစ်တော်နဲ့ပတ်သက်တဲ့ခိုင်းမာတဲ့အရှိတရားယုံကြည်ခြင်းရဲ့အခြေခံကိုပြောနေတာဒီတမတရားကယုံကြည်သူတွေအတွင်းထဲမှာကိုကိန်းနေပြီးပြတော့မှပြုတ်မတော်ဘူးလို့ဆိုတယ်။ဟွန်းရဲ့ဒီရှိနေမယ်ပေါ့။ ဟုတ်တယ်ပြီးတော့စာရေးသူရဲ့ဝမ်းမြောက်ခြင်းဒါလည်းအရေးပါတာပဲသူ့သွန်သင်ချက်တီကအလို့ဖြစ်တယ်လက်တွေ့မှာအကျိုးရှိနေတယ်ဆိုတာကိုပြတာလीတမန်တရားနဲ့ချစ်ချင်းမေတ္တာကိုအစကတည်းကတွဲပြီးတင်ပြထားတာကဒီစာဆောင်ရဲ့အဓိကအချက်တစ်ခုပဲဟုတ်ကဲ့ဟုတ်ကဲ့တမန်တရားမပါပဲချစ်နေရင်အန်တရာယ်များနိုင်တယ်လို့ချစ်ချင်းမေတ္တာမပါတဲ့တမန်တရားကလည်းအစ်ဆက်လွန်းတယ်ဆိုတာမျိုးအရေးအမြတ်ပေးနေတယ်လို့ပဲဟုတ်ကဲ့ အဲ့ဒီတမန်တရားနဲ့ချစ်ချင်းမေတ္တာဆက်ဆက်ပုံမှုအခန်းငယ်9နဲ့6မှာပို့ပြီးရှင်းလာပြန်ရောချစ်ချင်းမေတ္တာနဲ့နာခံခြင်းပြည့်ညတ်ကြောင်ပြောထားတာနော်ဟုတ်ပါတယ်ဆာယေသူကပြည့်ညတ်အစ်စ်ပေးနေတာမဟုတ်ဘူးသူတို့အစကတည်းကကြားခဲ့ရတယ်ပြည့်ညတ်ဟောင်းအဲ့ဒါကအချင်းချင်းချစ်ကြဆိုတဲ့အခြေခံမဲ့ဒါကိုပြန်အမှတ်ပြတာဒါပေမဲ့အဲ့ဒီချစ်ချင်းမေတ္တာဆိုတာပါလေပေါ့သူကချစ်ချင်းအတိတ်ပဲဖွင့်လိုက်တယ်อืมချစ်ချင်းမေတ္တာဆိုတာဘုရားသခင်ရဲ့ပြည့်ညတ်တော်တဲ့အတိုင်းကျင့်လေတာတနည်းပြောရရင်နာခံတာ obedience ပဲလေ အချစ်ချင်းမြတ်တာနဲ့နားခံခြင်းကိုတသားတည်းဖြစ်အောင်ခြိပြထားတာကတကယ်အရေးကြီးတဲ့ချက်ပဲ။ပါဆက်ကအချစ်တည်းပြောယုံနဲ့မရဘူး။အချစ်ချင်းကဖီးယားရဲ့လမ်းညွန်ချက်ပြညတ်တွေကိုလက်လျှောက်တဲ့လက်တွေ့အသက်တာမှာပေါ်လွင်ရမယ်ဆိုတဲ့သဘောပဲ။ဟုတ်တယ်ဟုတ်တယ်။လက်တွေ့ပြရမှာပေါ့။ဒါကအသက်ဆန်းတော့မဟုတ်ဘူးလေ။ရှင်ယောဟန်ပထမဆောင်ကြောင်မှာတော့ခရစ်တော်ရဲ့သွန်သင်ချက်ထဲမှာတော့ဒါကိုပဲပြောထားတာ။အချစ်ခင်အမှန်တရားကိုပဲပြန်တီးပြတာ။ စစ်မှန်တဲ့ခရစ်ယာန်ဝိညာဉ်ရေးကဆိုတာစိတ်ခံစားချက်လောက်ပဲမဟုတ်ဘူး။ဘုရားကိုချစ်လို့သူ့စကားနားထောင်တာဖြစ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြနေရပါ။အင်းဒါကစစ်မှန်တဲ့ယုံကြည်ခြင်းရဲ့အမတ်သားတစ်ခုလို့ဖြစ်နေရပါတော့။မှန်ပါတယ်။အင်းချစ်ချင်းမြတ်တာကနားခံခြင်းနဲ့ပြရမယ်ဆိုတာကိုနားလည်ပြီးဆိုရင်အခုအခန်းငယ်ခုနှစ်ကနေဆက်တဲ့ဒီနေရာကတကယ်ကိုဟိုစာဆောင်ရဲ့အဓိကသတိပေးချက်လို့ဖြစ်နေပြီ။ဟုတ်ကဲ့အရေးကြီးဆုံးအပိုင်းပဲ။မာတိလိုတမန်တော်ရဲ့နားခံခြင်းကို ီလောက်အစမှအလေးပေးခဲ့တယ်လဲဆိုတဲ့အကြောင်းရင်းကဒီမှာပေါ်ပြီလေစာရေးသူကတတိပေတယ်လက်ဖျားတော်သူ ခရစ်တော်ကိုညင်းပေတော်သူအများတို့ဒီလောကထဲသို့ထွက်သွားကြပြီ Antichrist ပေါ့ဟုတ်တယ်ခရစ်တော်ရဲ့အမှန်တရားကိုစန့်ကျင်သူတွေပေါ့သူတို့ရဲ့အဓိကမာရင်းတဲ့တွန်တင်ချက်ကဘာလဲဆိုတော့အာယေရှုခရစ်ဒီလူစားဒီအဖင်ကြွလာတော်မူဒီကိုဝင်းမခံတာပဲဒါကိုသူက အသေးဖွဲမဟုတ်ဘူးအင်မတန်အရေးကြီးတဲ့သွေးဖြေမှုလို့မြင်တယ်ဟုတ်ပါတယ် အဲ့ဒီခရစ်တိုကိုညင်းပယ်တော်သူအန်တီခရစ်ဆိုတဲ့အသုံးနှုန်းကိုလေရှင်ယောဟန်အသုံးတဲ့အခါအများအပြားနောက်ဆုံးကာလမှာပေါ်မယ်တယောက်သေးတော်သူကိုဆိုလိုတာထက်အဲခရစ်တိုနဲ့ပတ်သက်တဲ့အခြေခံအမှန်တရားကိုညင်းတဲ့ဘသူကိုမဆိုဘဲတွန်တင်ချက်ကိုမဆိုခြုံမိရင်ညွန့်တာများတယ်နော်။အင်းအုပ်စုလိုက်တဲ့ဘောမျိုးလားဟုတ်တယ်ဒီနေရာမှာတော့အထူးသဖြင့်ယေရှုရဲ့လူစားတဲ့ခံယူခြင်း incarnation ကိုညင်းတာကိုအဓိက ပြောနေတာဒီအချက်ကဘာလို့ဒီလောက်အရေးကြီးရတယ်လဲဆိုတော့လေဒါက ကဲ့တင်ချင်းရဲ့အခြေခံကိုတိုက်ရိုက်သွားထိနေလို့ပဲဟုတ်ကဲ့ယေရှုကဖះစစ်စစ် လူစစ်စစ်ဖြစ်တယ်ဆိုတော့ခေါမလက်မခံရင် လူသားအတော့အဖြစ်ဖြေတာတော့ဖះနဲ့လူချားမှာပေါင်းကူးဆက်သွဲပေးတာတော့ဆိုတော့သူ့ရဲ့အမှုတော့အသေးပဲကိုလုံးဝပြတ်သွားစေတာပေါ့อืมအဓိကအချက်ကြီးကိုညင်းလိုက်တာမျိုးဖြစ်သွားတာပေါ့ဟုတ်ကဲ့ဒါကြောင့်ဒီတွင်တင်ချက်ကိုညင်းတာကခရိယံယုံကြည်ခြင်းရဲ့အသေးနှလုံးကိုတိုက်ခိုက်တာ ਨੇ အတူတူပဲအဲ့ဒါကြောင့်မို့လို့အခန်းငယ်ရှိမှာ ယုံကြည်သူတွေကိုဘလို့တိုက်တွန်းထားလဲဆိုတော့တင့်တို့ဒီစ조사အားထုတ်ရရသောအကျိုးကိုမရှုံးစေဘဲအပြစ်အဆုံသောအကျိုးကိုခံရမိအကြောင်းကိုကိုကိုတတိနှင့်ဆောင်းလျှောက်ကြလော့တဲ့ကိုကိုကိုတတိထားဖို့ပြောတာနော်ဟုတ်တယ်သူတို့ရဲ့ယုံကြည်ခြင်းနာခံခြင်းချစ်ခြင်းဆိုတဲ့အလုတ်တွေအလကားမဖြစ်တော့အောင်အမားရဲ့လွှမ်းမိုးမှုမခံရအောင်တတိကြီးကြီးထားရမယ်လို့ပြောနေတာမှန်ကန်တဲ့တုံတင်ချက် အခရစ်တော်ရဲ့တွင်တင်ချက်ထဲမှာမြဲမြံနေမှသာခမီးတော်နဲ့တားတော်ကိုရမယ်။ဒီကနေ့သွေးဖြည့်သွားရင်ဖျားနဲ့အဆက်ပြတ်မယ်လို့အခန့်ငယ်ကိုးမှာဆက်ရှင်းကထားသေးတယ်။ဟုတ်ကဲ့။ဒီအချက်တွေကအမှန်တရားကိုခွဲခြားသိမြင်နိုင်စွမ်း discernment ဘလောက်အရေးကြီးသလဲဆိုတာကိုပြနေတာပဲ။တကယ်ကိုပြင်းထန်တဲ့တတိပေးချက်ကြီးပါပဲ။ဒါမဲ့တတိပေးရုံပဲမဟုတ်ဘူးနော်လက်တွေ့ပြီးလို့လို့ရမလဲဆိုပြီးအတော်လေးပြီးတိကျကျလမ်းညွှန်ချက်ပေးထားသေးတယ်အခန်းငယ်10နဲ့17မှာ အဲ့ဒီလိုခရစ်တော်ရထွန်တင်ချက်နဲ့စန့်ကျင်တဲ့မားတဲ့အယူဝါဒတွေယူလာတဲ့သူတွေကိုတင်းတို့အိမ်၌လက်မခံကြနဲ့သူကမနှုတ်ဆက်ကြနဲ့တဲ့ဟွန်းတော်တော်ပြတ်သားတယ်နှုတ်ဆက်တာတောင်မလုံးနဲ့ဆိုတော့ဒါနည်းနည်းတော့ပြင်းတယ်လို့ပဲနော်ဘာကြောင့်လဲဆိုတော့အเจ้าမူကထိုးသူကိုနှုတ်ဆက်တော်သူသည်သူဤငံတော်အချင်းတို့၌ပါဝင်တော်သူဖြစ်၏တဲ့ဒါဘယ်လိုနားလဲရမလဲ ဟုတ်ကဲ့ဒီပြက်သားတဲ့ညွန်ကြားချက်ကအပေါ်ယံကြီးလိုက်ရင်တော့ကျန်းနေလို့ထင်စရာရှိတယ်။ဒါပေမဲ့သူ့ရဲ့နောက်ခံအခြေအနေနဲ့ရည်ရချက်ကိုနားလည်ဖို့လိုတယ်လေ။ဒါကပုဂ္ဂိုလ်ရဲ့မုံလို့ဒါမှမဟုတ်ရိုင်းဆိုင်ဖို့တိတ်တွန်းတာမဟုတ်ဘူး။အဓိကကအတင်းတော်ရဲ့ဝိညာဉ်ရေးရကျမ်းမာရေးတွင်တင်ချက်တန်ရှင်းစင်ကြယ်မှုကိုကာကွယ်ဖို့ပဲ။အဲ့ဒီခေတ်ကဓလိအရာလား။ဟုတ်တယ်။ ဲ့ဒီခေတ်ကခီးထွားတရားဟောဆရာတွေတွင်တင်သူတွေကိုအိမ်ထဲမှာအိတ်ခံကျွေးမွေးပြီးသူတို့အမှုလော်ကိုထောက်ပံ့တဲ့ဒလိကရှိတယ်တယ်လေဆိုတော့မားတဲ့တွင်တင်ချက်ဟောတဲ့သူကိုအဲဝတ်ပြူတာလက်ခံကြိုးဆိုတာနှုတ်ဆက်အားပေးတာကသူတို့ရဲ့အမားတွေကိုပြန်ပွားအောင်တရားဝင်အားပေးတယ်လို့ကူညီတယ်လို့ဖြစ်သွားနိုင်တယ်ဟွန်းပါမင်းသူဖြစ်သွားနိုင်တယ်ပေါ့ဟုတ်ပါပြီ ါပေမဲ့ဒီနွန်ကြာအချက်ကအတင်းတော်ကို အတွင်းကနေပျက်စီးစီမဲ့အန်ဒရဲ့ရှိတဲ့အတွေးအခေါ်တွေလွှမ်းမိုးမှုတွေနဲ့ကာကွယ်ဖို့တတ်မှတ်လိုက်တဲ့နေနေမဲ့ပောက်ဒရီတစ်ခုပဲယနေ့ခေတ်အတွက်သင်ကန်းစာကတော့ကျွန်တော်တို့ယုံကြည်ခြင်းအတိုက်အဝင်းကိုပျက်စီးစေနိုင်တဲ့လွှမ်းမိုးမှုတွေတွင်တင်ချက်တည်နေပတ်သက်လာရင် ရှင်းလင်းတဲ့နေနေမဲ့တွေတတ်မှတ်ဖို့လိုအပ်တယ်ဆိုတာပါပဲ ဒါမှမဘလို့အခြေအနေမှာဘလို့ပုံစံနဲ့ဒီမူကိုကျင့်သုံးမလဲဆိုတာကတော့ဟုတ်ကဲ့အခြေအနေအချင်းအခါပုံမူဒီပြီးဉာဏ်ပညာနဲ့ခွဲခြားသိမြင်မှုအများကြီးလိုအပ်မှာပေါ့နားလဲပါပြီဒါကပုဂ္ဂိုလ်ရေမဟုတ်ပဲအတင်းတော်ရဲ့တန်ရွှေမှုကိုကာကွယ်ဖို့ရည်ရတဲ့နေနေမဲ့တတ်မှတ်တာမျိုးကိုကောင်းပြီအခုနိဂုံချုပ်အပိုင်းအခန်းငယ်စနေနဲ့စတုံးကိုကြည့်ကြအောင် စာရဲသူကပြောစရာတွေအများကြီးရှိသေးပေမဲ့အဲအကုန်လုံးကိုစကုနဲ့မင်းနဲ့ရေးမနေခြင်းဘူး ူကိုယ်တိုင်လာတွေ့ပြီးမျက်နာချင်းဆိုင်စကားပြောချင်တယ်လို့ဆိုတယ်လူကိုယ်တိုင်တွေ့ချင်တာပေါ့ဟုတ်တယ်ဘာကြောင့်လဲဆိုတော့တင်တို့ဤဝမ်းမြောက်ခြင်းသည်ပြည့်စုံမြီအကြောင်းတဲ့อืมပြီးတော့နောက်ဆုံးမှာတင်ဤရွေးချယ်ထားသော အနမဤသားသမီးတို့သည်တင့်ကိုနှုတ်ဆက်ကြဤဆိုတဲ့နှုတ်ဆက်စကားနဲ့အဆုံးသတ်တယ်ဒီနမကလည်းစာရေးသူရှိနေတဲ့နေရာကအတင်းတော်ဖြစ်ဖို့များတယ်နော်ဒီနီကုံချုပ်လေးကအစောပိုင်းအတင်းတော်ကဘယ်အရာကိုတံမိုးထားလဲဆိုတော့ကွက်ကွက်ကွင်းကွင်းပြနေတာပဲ အဲ့ဒါကိုယ်တိုင်ကိုယ်ကြားတွေ့ဆုံရင်မိတ္တရဖွဲ့ခြင်းအရေးပါမှုပေါ့လူချင်းတွေ့တာကပိုထိရောက်တယ်ဆိုတဲ့သဘောလားဟုတ်တယ်စာရေးရကအကွာဝေးကိုကြော်လွားနိုင်ပြီမဲ့လူကိုယ်တိုင်တွေ့ပြီးပြောဆိုခြင်းကနေရတဲ့နှွေးထွေးမှုအားပေးမှုနှဆိုင်တဲ့နားလည်မှုမျိုးကိုအစားမထိုးနိုင်ဘူးဆိုတော့စာရေးသူခံစားမိနေပုံပဲအဲ့ဒီပြည့်စုံမောဝမ်းမြောက်ခြင်းဆိုတာကလည်းအချင်းချင်းမျက်နှာချင်းဆိုင်တွေ့အားပေးဆူတောင်းတွင်တင်တာရရနေရလာတဲ့ဝိညာဉ်ရေးရပျော်ရွှင်မှုမျိုးကိုပြောတာဖြစ်နိုင်နေအတိုက်အဝန်ရဲ့ အရေးပါမှုကိုပြန်ညွှန်းနေတာပေါ့ဟုတ်ကဲ့အတိုင်ဝန်းကအရန်အရေးကြီးတယ်ဆိုတာကိုမိမောထိုးပြနေတာပါကဲဒီလောက်တိုးတဲ့စားဆောင်လေးတွေကနေကျွန်တော်တို့ထုံထုံနိုင်တဲ့အဓိကတွင်တင်ချက်တွေဒီနေ့အတွက်စင်ချင်းစရာတွေကိုပြန်ပြီးတော့စူးစီးကြည့်ရအောင်ပရမဇုံနဲ့အထင်ရှားဆုံးပဲတမာတရားနဲ့ချစ်ချင်းမေတ္တာကြားကမြားချေကိုရှာဖို့လိုအပ်တာ balance of truth and love ဟုတ်ကဲ့ချစ်ချင်းမေတ္တာကအရေးကြီးတယ် ဒါပေမဲ့အဲ့ဒီချစ်ချင်းမေတ္တာကတမာတရားပေါ်မှာအခြေခံရမယ်။တမာတရားကိုပစ်ထားတဲ့ချစ်ချင်းမေတ္တာကလမ်းလွဲမှုခက်သွားနိုင်တယ်။တစ်ဖက်မှာလည်းချစ်ချင်းမေတ္တာမပါဘဲ အမှန်တရားကိုပဲတင်းတင်းကြပ်ကြပ်ကြိုက်ထားရင်လေအဲကြမ်းတမ်းပြီးအတက်မဝင်ထစ်တော်နိုင်တယ်နော်ဒီနခုချားကဟန်ချက်ကအမြဲလွာနေမှာပဲဒီချက်ကဒီနေ့ခေတ်ခရီးရနေတဲ့တကယ်ကိုအရေးကြီးတဲ့စင်ခေါ်မှုပဲကျွန်မတို့ဟာကရုဏာနဲ့လက်ခံကြိုဆိုမှုကိုပြရမယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲဖခင်ရဲ့နှုတ်ကပတ်တော်ထဲကအမှန်တရားတွေကိုလည်းခိုင်ခိုင်မာမာစုကင်ထားဖို့လိုတယ်ဒီနခုကိုဘလို့ဉာဏ်ပညာရှိရှိပေါင်းစပ်ကျင့်သုံးလဲဆိုတာအများစင်ကျင်နေရမှာဟုတ်ကဲ့ ဒုတိယသင်ခန်းစာကတော့မာယွင်းနဲ့တွင်တင်ချက်တွေကိုတွန်းလှန်ဖို့အရေးကြီးတာ resisting false teaching ရှင်ယောဟန်ရင်ဆိုင်ခဲ့ရတာကခရစ်တော်ရဲ့လူစားတိခံယူခြင်းကိုညှင်းသက်မှုဒီနေ့ခေတ်မှာလည်းအဲခရစ်တော်ရဲ့ဖျားခစ်ခြင်းကယ်တင်ခြင်းရဲ့သဘောစံစာရဲ့အခွင့်အာဏာစာရာတွေနဲ့ပတ်သက်ပြီးတိမ်မွေ့တယ်ဒါမှမဟုတ်ပေါ်တင်မှားရင်းနေတဲ့အတွေးခေါ်တွေတွင်တင်ချက်တွေအများကြီးပဲပုံစံမျိုးစုံနဲ့လာတာပေါ့နော်ဟုတ်တယ် ဓာရီကိုခွဲခြားတည်မြင်ပြီးမှန်ကန်တဲ့တုံ့ပြန်မှုပေးနိုင်ဖို့လိုအပ်နေတော့မယ်။ဒါနဲ့ဆက်ဆက်ပြီးတတိယတင်ကန်းစာကစီကန်တမချက်ထားရှိခြင်း setting boundaries အထူးသဖြင့်အခြေခံအမှန်တရားတွေကိုညှင်းပယ်ပြီးအတင်းတော်ကိုအန်တရယ်ပေးနိုင်တဲ့လွှမ်းမိုးမှုတွေနဲ့ပတ်သက်လာရင်ဝิญဉေရေးရာအရာခွဲခြားနေဖို့နယ်နိမိတ်တမဖို့လိုအပ်နိုင်တဲ့ဆိုရမှုကိုဒီစာဆောင်ကတင်ပေးတယ်။အင်းကာကွယ်ဖို့လိုအပ်တယ်ဆိုတဲ့သဘောဟုတ်တယ် လူတွေကိုမုန်းဖို့မဟုတ်ပဲယုံကြည်ခြင်းအတိုက်အဝန်းရဲ့ကြမ်းမှန်ရင်နဲ့တန်ရှင်းစင်ကြယ်မှုကိုကာကွယ်ဖို့ဒါပေမဲ့ဒီနေနိမိတ်ကိုဘလို့ဘယ်အချိန်မှထားမလဲဆိုတာကတော့ဉာဏ်ပညာနဲ့ခွဲခြားသိမြင်မှုလိုအပ်မယ်မှန်ပါတယ်ဆက်တထသင်ခန်းစာကတော့အစောပိုင်းကပြောခဲ့သလိုပဲနာခံခြင်းဟာချစ်ချင်းမေတ္တာရဲ့လက်တွေ့သက်တည်ဖြစ်တယ်ဆိုတာကိုအလေးပေးတာပဲဖျောက်ကိုချစ်တယ်ဆိုရင်ကိုတော်ဖိညက်ဒီကို లై ရှော့ဖို့ကြိုးစားရမယ်ဒါကချစ်ချင်းမေတ္တာရဲ့အတိတ်နဲ့ကိုပြတာ อืมအလုံးနဲ့တတိပြရမှာဟုတ်တယ်ဒီစာဆောင်ရဒီလိုနာခံခြင်းကကျမတို့ကိုအပြေဝဆူလာပြစေဖို့ကူညီမယ်နောက်ဆုံးအချက်အနေနဲ့ဒီအချက်တွေအလုံးကဝิญဉဉ်ရေးရပိုင်းခြားသိမြင်နိုင်စွာ spiritual discernment ဘလောက်အရေးကြီးတယ်လဲဆိုတာကိုစုပေါင်းပြီးမိမောင်းထုတ်ပြနေတာပဲဟုတ်ကဲ့ဘယ်တွင်တင်ချက်က အမှန်တရားနဲ့ kait တယ်လဲပေဟာကလွဲနေတယ်လဲဘသူတွေ ဘယ်လွမ်းမိုးမှုတွေကကိုယ့်ရဲ့ဝိညာဉ်ရေးရာကို တိဆောက်ပေးတယ်လဲဘယ်ဟာတွေကဖြစ်စီနိုင်တယ်လဲဆိုတာကိုတတိနဲ့စင်ချင်းပိုင်းဖြတ်နိုင်ဖို့လိုအပ်တယ်။နှစ်ပေါင်းနှစ်ထောင်နီးပါးကစာတူလေးတဲကမူတွေကဒီနေ့ထိအသွင်ဝင်နေရုံပဲဆိုတာတကယ်ပဲအံ့ဩစရာနော်။ဟုတ်ကဲ့။တကယ်ကိုအချိန်တိုင်းအကျက်မှန်နေတဲ့တုံတင်ချက်တွေပါ။ဒီနေ့ကျွန်တော်တို့ရှေယောဟန်ဩဝါဒစာဒုတိယဆောင်ထဲကအဓိကအချက်တွေသင်ခန်းစာတွေကိုဆွေးနွေးခဲ့ကြပါတယ်။ အမှန်တရားချစ်ချင်းမြတ်တာ နာခံခြင်းပြီးတော့လှည့်ဖြိုင်းမှုတွေကိုတတိထားခွဲခြားသိမြင်ဖို့လိုအပ်ကြောင်းဒီစာဆောင်ကထပ်တလဲလဲတတိပိနေတာကိုတွေ့ရပါတယ်ဒီဆွေးနွေးမှုအတွက်အချက်အလက်တွေပြုစုပေးခဲ့တဲ့ The Wise Believers ရဲ့လေ့လာရေးမဆုတွေကိုလည်းကျေးဇူးတင်ကြပြောခြင်းတယ်ဒီဆွေးနွေးမှုကိုမပိတ်ချင်ပါလေဆက်ပြီးစဉ်းစားစရာတွေးလေးတစ်ခုခြံထားခဲ့ခြင်းတယ်ဟုတ်ကဲ့ပြောပါခင်ဗျာရှင်ယောဟန်ကတမန်တော်ကိုဖြစ်စည်းတဲ့မာယွန်းနယ်ဆရာတွေကို ဧဝေမပြုတ်ဖို့နှုတ်တော်မဆက်ဖို့ပြက်ပြက်သားသားမိန်မခဲ့တယ်နော်ဟုတ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းခရစ်တော်ကိုယ်တိုင်ကကိုယ့်ရဲ့ယန္တူတွေကိုတော့ချီးရမယ်ကောင်းချီးပေးရမယ်လို့တုံတင်ခွဲတယ်လीဟွန်းအဲ့ဒီနှစ်ခုကိုဘယ်လိုညှိမလဲဆိုတာစဉ်းစားစရာပဲဟုတ်တယ်ဒီနေ့ခေတ်လိုတတော်ရအမြင်အမျိုးမျိုးတရေချက်လက်အစုံစုံနဲ့ရှုပ်ထွေးနေတဲ့လောကကြီးမှာ ယုံကြည်သူတယောက်အနေနဲ့ရှင်ယိုဟန်ရဲ့အမှန်တရားကိုကောက်ွယ်ဖို့နေနည်းမဲတတ်မှတ်ရမယ်ဆိုတဲ့တိုက်တွန်းချက်နဲ့ခရစ်တော်ရဲ့ယန္တူကိုပင်ချစ်ရမယ်ဆိုတဲ့ပညာတော်ကြီးကိုဘလို့မြတ်တအောင်လက်တွေ့ဘဝမှာကျင့်ကြံနေထိုင်နိုင်မလဲဟုတ်ကဲ့တမန်တော်အတွက်ပြတ်သားစွာယက်တီမှုနဲ့လူသားအလုံးအပေါ်ပြရမယ်ကရုဏာနဲ့ချစ်ချင်းမေတ္တာအဲ့ဒီချာကတင်မမှုကိုဘလို့ကင်တွယ်ဖြည့်ရှင်းကြမလဲဒါကကျွန်တော်အလုံးအတွက်ဆက်လက်ဆင်ကျင်ပြီး ဖြေရှာရွားရမယ်မေခွန်းတစ်ခုလို့ထင်ပါတယ်။ကကယ်ကိုစဉ်းစားစရာမေခွန်းကောင်းတစ်ခုပါပဲ။အဲ့ဒီအတွေးလေးနဲ့သူဒီနေ့ဆွေးနွေးမှုကိုဒီနာပဲအဆုံးသတ်လိုက်ပါမယ်။